2025ခုနှစ်မတ်လ31ရက်တင်နာနေမလို့စောစောနှုတ်ခွတ်ရညီဖျားခင်နာတဲ့အော်လာရခင်တော့သူတင်မခံစားပြီးတိရတာကလာသွားလာခြင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးဖြစ်ရှင်တော်မှာပုံကြည်ပါစီပေါ့ကလန်ချုံရှေးဥစွာကျင်းတော်မှာဆိုရင်နှစ်ဆနေဒီကနေ့ပါဝင်ကျွန်တော်ကျမအသက်ရှင်ခဲ့တာရပ်ပေါင်း60တိတိရှိခဲ့ဖြစ်ပါတယ်ကောင်းခဲ့တဲ့ရပ်ပေါင်း60မှာဘယ်ကဲ့သို့ကလန်ချုံအောင်အုံပြုခဲ့လဲပြန်ပြောင်းဆက်စစ်ရအောင်ကျန်ရှိသေးတာတော့မရဖန်နေစပြီးနှစ်ကုန်ထိ 295ရက်ကျန်ပါသေးတယ်။ကျန်ရှိတဲ့နေ့ရက်တွေမှာလည်းကာလာကျွန်ကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပါစေ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာထွမြောက်ကျမ်းတရားနှစ်ချက်ဖတ်ပြခြင်းပါတယ်။ထွမြောက်ကျမ်းခန်းကြီး၈အပိုက်ငယ်30မောရှိကအကျွန်ုပ်တို့ဖျားသခင်ထာဝရဘုရားနှင့် တူသောဖျားမရှိချောင်းကို ကိုယ်တော်သိစေခြင်းငှာ အမိန့်တော်အတိုင်းဖြစ်၍ဒုတိယတစ်ပတ်ကတော့ထမြောက်ကျန်ခန်းကြီးကိုအပိုက်ငယ်၁၄ဖြစ်ပါတယ်။မြေကြီးတစ်လျှောက်လုံး၌ငါနှင့်ငါကဲ့သို့သောသူမရှိကြောင်းကိုတင်သည်တိရလိမ့်မည်။ငါကတော့ဒီအသက်ရှင်တဲ့ဇောရဖြစ်တဲ့ကျောင်းတော်ဘုရားခင်သည်အတ္တတပံပြန်လဲကောင်းကြီးပြပါစေတော့။အာမင်။ Let my people go. ငါလူတွေလွတ်ပါဆိုပြီးတော့မောရှိယတစင် for robigo ဘုရားကမိတ်မာတဲ့အရာဖြစ်ပါတယ်အဲ့တော့မိတ်မာခြင်းတဲ့သူဒီမှာမြေကြီးတစ်ပြင်လုံးမှာငါးနဲ့တူတဲ့ဘုရားမရှိဘူးခုနကကျွန်တော်ဖတ်သွားတဲ့ထမြောက်ကျမ်းခန်းကြီး၈အပိုင်ငယ်၃၀ကမိုးရှေကနေပြီးဖာရောပြောတဲ့စကားဖြစ်ပါတယ်အခန်းကြီး၉အပိုင်ငယ်၃၄မှာကျွန်တော်ဒုတိယကြိမ်ဖတ်ခဲ့တဲ့ကျမ်းပိုက်ကတော့ဘုရားသခင်ကနေပြီးတော့ဖာရောကိုကိုယ်တိုင်ပြောတဲ့စကားဖြစ်ပါတယ်အတူတူပဲဖြစ်ပါတယ်ထာဝရဘုရားနဲ့တူသောဘုရားရှိမလားတဲ့ ငါနဲ့တူသောဖခင်ရှိမလားလို့မြေကြီးတွေမှာရှိပါမလားကျွန်တော်အလုံးတရှင်းတဲ့ပုတ်ဆိုဘူးတယ် chorus လေးလေ there is now like you မှန်ပါတယ်ကိုရိုနဲ့တူသောဖခင်မရှိပါဘူးအဲ့တော့ကျွန်တော်ဆန္ဒချမ်းတွေတစ်ချက်ကျွန်တော်ဖတ်ပြခြင်းပါသေးတယ်အဲ့ဒါပါလို့ဆိုလို့ရှိရင်86ခုမြောက်သောဆန္ဒအပိုက်နေရှိဖြစ်ပါတယ်ကျမ်းစာပါပြောလေအိုးသာရဖျားဖျားတို့တွင် ကိုရိုနဲ့တူသောဖျားမရှိပါ အမှုတော်နဲ့တူသော အမှုလည်းမရှိပါဟာလေလုယာဖျားသခင်နဲ့တူတဲ့ပုံကမရှိနိုင်အခြားတပါသောဖျားတွေမှာလူတွေတတ်မှတ်တယ်ဖျားမှာမရှိဘူးလို့ပေါ်ပြနေခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပြီးမှကျွန်တော်ဘုရားတက်ယုံကြည်သူတွေခရိယန်တွေစစ်မှန်သောနဲ့ပြောင်းလဲပြီးတဲ့ဖျားသားမိတွေဂုံယူဝန်ကြွားစရာတခုရှိတယ်အဲ့ဒါပါစင်ကျွန်တော်ကိုးကွယ်တဲ့ဖျားနဲ့တူတဲ့ပုံကမြည်ကြည့်ပေါ့မှာ တစုံတယောက်မှမရှိဘူး။ဟာလေလုယ။ဘုရားခင်တပါးတည်တာလေ။မဆာခြင်း၊ကျေးဇူးပြုခြင်း၊ကျွန်တော်ကျွေးမွေးပြုစုခြင်း၊ကာကွယ်ခြင်း၊မြောက်မားဆိုတဲ့ကောင်းကြီးမင်္ဂလာဝန်းရံခြင်းတွေကိုထိုးရှင်းတပါးတည်ကပါလေ။ပြုနိုင်တယ်ဆိုတော့စိတ်ချဖို့ပဲဖြစ်ပါတယ်။ကိုတော်မှတပါးအခြားမိသူများမရှိပါ။ဟာလေလုယ။ကိုတော်ကဲ့သို့ကဲ့တင်နေတဲ့ပုဂ္ဂိုလ်မရှိပါ။ကိုယ်တော်ကဲ့သို့ချစ်မြတ်နေတဲ့ပုဂ္ဂိုလ်မရှိပါ။ ကိုတော်ကဲ့သို့မဆရတဲ့ဖုရားမရှိပါကိုတော်ကဲ့သို့အနာရောဂါငြိမ့်စေတဲ့ဖုရားမရှိပါကိုတော်ကဲ့သို့ပြင်ဆင်ထောက်ပံ့တဲ့ဖုရားလည်းမရှိပါဟာလေလုယာအများကြီးပြောလို့ရတယ်ကိုတော်ကဲ့သို့တခြားပုဂ္ဂိုလ်မရှိဘူးကိုတော်ကဲ့သို့မဆမယ်သူမရှိဘူးကိုတော်ကဲ့သို့ကျွန်တော်တို့ကြည်ရှုတယ်စောင့်ရှောက်တယ်ကြွေးမွေးတယ်လမ်းပြတယ်ပဲ့ပြင်တဲ့ဖုရားလောကမှာမရှိဘူးဟာလေလုယာဘလောက်ကြီးမြတ်တဲ့ဖုရားကိုကျွန်တော်ရရှိ ပိုင်ဆိုင်ထားခြင်းလဲဆိုတာကိုစဉ်းစားပြီးကြီးစွာချီးမွမ်းကြဖို့ဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်။မောရှိကဖာရောကိုငါတို့ဖျားနေတူတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူး။ဖျားရှင်ကိုယ်တိုင်ကလည်းမောရှိရတစ်စင်ဖာရောဘုရင်ကိုပြောလဲမြေကြီးတစ်ပြင်လုံးမှာငါနဲ့တူတဲ့ဖျားမရှိဘူး။ကျောင်းရဲနှုတ်ကတော်နဲ့ဝင်ခါချာဖြင့်ရောက်တဲ့မှာဖျားဖြစ်သည်အတိတ်တစ်ဖန်ပြန်လေကောင်းကြီးပြပါစီတော့ဆုတောင်းနိုင်ကြပါစို့။မြေတော်ရှင်ဖာပြားမြေကြီးပေါ်မှာ ကိုရိုနဲ့တူတဲ့ဖျားမရှိပါဘူးအဲ့တော့တိဖို့အတွက်ဖာရောကိုကိုရရှင်ကိုရိုင်းကပြောပါတယ်မောရှေလည်းပြောပါတယ်ကျွန်တော်တို့ဖျားကဲသို့ထာဝရဘုရားတူသောဖျားလောကမှာမရှိဘူးလို့ပြောပါတယ်ဒီနေ့သားတို့ဘဝတတ္တမှာလည်းကျမ်းစာကယက်တီပြီးတော့ယုံကြည်စိတ်ချလဲကိုရိုနဲ့တူတဲ့ဖျားမရှိဘူးဆိုတာကိုသိပြီးတော့ကိုရော၌တာလင်းကိုရောတပါးတိ၌တာလင်းကိုစားခြင်းခုံလုံးခြင်းပြုပြီးတော့သွားလာစရာအကြောင်းဖြစ်စေဖို့ ပါကိုတိုင်မဆပါမိကောင်ချင်းစီကိုအလင်းပေးခြင်းပဲ့ပြင်ခြင်းတုံသင်ကျေးဇူးတော်ပြုပြပို့ဆောင်ကောင်းကြီးပေးပါမိကြောင်းတေခြင်းမှရှင်ပြန်ထမြောက်အသက်ရှင်တော်မူသော အရှင်ယေရှုဖရာနာဘတော်ကြီးကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရအဖဖရာသခင်အာမင်ကိုရောနဲ့တူသောအရှင်မရှိဘူးဘလောက်စိတ်နှလုံးထဲမှာဟလာဝမ်းမြောက်စရာနဲ့နှစ်သိမ့်စရာဖြစ်တဲ့အချက်လဲဒါစဉ်းစားဖြစ်ပါတယ်ဒီနေ့ကမတ်လ31ရက်ဖြစ်တဲ့ကြောင့် သုံးလတာလခုန်ခဲဖြစ်ပါတယ်မမှီလားပြောတော့ရပန်ဣဗရတိရဲ့မွန်တက်ဆက်နိုင်မှာမိဘများတမာတရားစီစဉ်ရှိတယ်လို့ကြိုတင်ပြီးတော့ကျွန်တော်ဖော်ပြလုပ်ပါတယ်စောင်းဆိုင်မှာနားထောင်ကြည့်အောင်လေနော်ကျွန်တော်အများရန်ပြောတဲ့ຢာကမနေ့6နိုင်မှာ bilingual အင်္ဂလိပ်လိုနဲ့မြန်မာလိုကျွန်တော် quiet time ကိုစာသားအဖြစ်ဖတ်လို့ရတယ်အခုလိုမနေ့9နိုင်မှာတော့ my blessed morning နော်ရပန်တိရဲ့ နံပါတ်7ရက်21မှာမွန်တက်ဆက်နိုင်မှာမိဘများတမရရတလမမ3ချိန်ထုံးလွန်ပါတယ်။နောက်တခင်ဖျားနေ့မနေ့ရပေါ့နော်မနေ့ရ7နိုင်ဆိုလဲကျွန်တော်ဒီကောနီသူအော်ရဆာဖရဆောင်တဲ့ကျွန်တော်စဉ်းစားခဲ့ရနားထောင်ပြီးလာပြောတဲ့မနေ့ရလဲကျွန်တော်7နိုင်မှာဝင်ရခဲ့ပြစ်ပါတယ်။ဒါဒီစစ်တဲ့အားလုံးမှာလိုက်ပါပြီးတော့ကြည့်ရှုပြီးတော့တော်တော်တက်တာတိတဲ့ကောင်းချီးမင်္ဂလာဒီဆော့ဆယ်ရရအောင်လို့ထပ်မံပြီးတော့တိုက်တွန်းလို့ဆိုရင်းနဲ့ဖော်ပြလိုပါတယ်။ public မှာ share လုပ်ပေးပါအောင်လို့လည်း ထပ်မံပြီးတောင်းဆိုလိုပါတယ်။ရောက်တဲ့မှာဘုရားသခင်သည်ကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေတော့။အာမင်။